တို့ပြောပြမယ်ပုံမြင်လေရဆရာဘုံမွေးစာအုပ်ထရပါကောင်းစင်လေရမတန်းကလေးတွေတဲ့ဆိုပုံမြင်လေရဒီလိုပါလွတ်လပ်ရေးမရရင်ကအောက်မြမာပြည်ခဲတခုမှမြမာစကားကိုတောင်းအောင်ပြောတတ်ခြင်းနဲ့အင်္ဂလိပ်မျက်နှာပြူရေးပိုင်တယောက်ရှိအဲ့ရေးပိုင်ကအောက်နယ်တခုမှ၁၀နှစ်လောက်မှုထမ်းရတော့သူ့ကိုယ်သူပုံမှန်စကားတော်တော်တတ်ပြီလို့ပြင်ကြီးတယ်ဒါမဲ့ ပမာစကားဆိုတာထုံးစံတိုင်းပြီးတဲ့အတိုင်းကျွန်တော်ဝါဟာရကျွဲဝါတဲ့စကားဖြစ်တော့အဲ့ဒီမျက်နှာဖြူရာရှိအတွက်မှတ်မကောင်းနိုင်အောင်ဖြစ်အဲ့ဒီတော့ ਨੇ တည့်နေအယံပူတဲ့တလင်းတွေနေတည့်ရမှာမျက်နှာဖြူရေပိုင်ကအင်းရှေ့ရနေပြီးတော့ရုံစည်းကြီးဖြတ်သွားတာတွေ့တော့ဈေးကြီးအင်္ဂဝေမောင်းခေါ်ကျောင်းစီကြီးကနေပူကြဲကြဲရလာတော့ချွေးတွေဆိုွှဲနေတော့မျက်နှာဖြူရေးပိုင်ကစီးကြီးချွေးတွေဆိုလို့ပါလား ဘယ်သွားမလို့လဲလို့မေးဇီးကနေပူကျဲကျဲလာရလို့ချွေးထွက်လာတာပါကျွန်တော်နှစ်ခါလေကလေးနေမကောင်းလို့ဆရာဝန်သွားခေါ်မလို့ပါလို့ဖြစ်အဲ့ဒီခါမှာညနေပြူရေးပိုင်ကမိမိပြန်ထားတယ်ဝေါ်ဟာတိုင်းမှာနှစ်ခါလေမပါဘူးနေပူကျဲကျဲလည်းမပါတော့ဒီပင်နားမလဲဖြစ်အဲ့ဒါနဲ့ CEO အဲ့စကားနှလုံးရဲ့အသေးပဲ မေးပြီးတော့မဆုစာအုပ်ထဲမှာနှခါလေးသည်အသက်နှစ်နှစ်နေဘူးကျဲကျဲဟူသည် နေလွန်ဘူးသည်ဟုရှင်းမထားတယ်။အဲဒါနဲ့သမင်းစားခြင်းရောက်တော့သမင်းချက်ကကိုမေးတယ်။ဘာဟင်းချက်လဲလို့မေးတော့ဒီနေ့ကျမတန်းကလေးစွပ်ပြုံနဲ့ကျက်သားဟင်းချက်ထားပါတယ်လို့ဖြစ်။ဟာလာပြန်ပြီ။ရေရရမတန်းလေးဘာလဲဟာမတန်းလေးဆို။သမင်းချက်ကလည်းမတန်းဟူသည် ငွေရွယ်သောအဓိပ္ပာယ်ရသည်ဟုခပ်ပေါ်ပါပဲပြောပြီးတော့ဖြေလိုက်အဲလည်းမျက်နှာဖြူရေးပိုင်ရတယ်အဲ့လိုပဲမဆုစာအုပ်ထဲမှာမှတ်ထားတယ်မိန်းတော်နဲ့တည့်ရကြတော့မျက်နှာဖြူရေးပိုင်ဟာအစိုးရကိစ္စနဲ့ကြီးတွေအကုန်လုံးကိုရေးပိုင်အောင်ဆင့်ခေါ်လိုက်အဲ့ဒါနဲ့အချိန်မှာရွာတရားကကြီးတယောက်ကချွေးတွေလီးလီးကြပြီးရုံးလုံးဝင်လာတော့တကြီးချွေးတွေရွှဲလိုပါလားနေဘူးကျဲကျဲကလာရတယ်သူမေ့လိုက် တကြီးကဟုတ်ဟုတ်ပါအဲ့လိုပြန်ဖြစ်ရတဲ့ကသူပြောလိုက်တဲ့ဘဝစကားပန်ပြောတာပီတိတွေဖြစ်အမှတော့ထမ့်မေတကြီးဘယ်နှခါလဲပြီလဲဟုတ်မေကြီးကချိပြီဟမ်နဲ့အဲ့နဲ့ဘေးကရုံစီးကြီးကအသက်ဘယ်နှစ်ရှိပြီလဲမေးတာတူတူလေးပြောတယ်ခင်ဗျဩ52နှစ်ရှိပါပြီအမ်မြန်လူကြီးပဲဂျင်းတော့ပြောပြီးတော့အဲ့မှာထမ့်မေတကြီးမှာမဒန်ကလေးတွေဘယ်နှယောက်ရှိတယ်လဲလို့ ဟာအကြီးကမျက်လုံးနဲ့မျက်စက်နဲ့ပြူပြီးတော့အာငါဘာမေးလဲမသိဘူးဒါပေမဲ့ဘေးကဈေးကြီးနဲ့ခြားဈေးကြီးတွေကမအောင်နိုင်မနဲ့ဟာဟာနဲ့ကြီးကြတာပေါ့နော်မတန်းလေးဘယ်နှယောက်ရှိလဲဆိုတော့အဲ့ဒီမှာမျက်နှာပြူရေးဝင်ရတယ်မတန်းလေးသုံးမှားသွားကြောင်းသိပြီးတော့မြမစကားမပြောတတ်ရွှက်တည်ဘူးဆိုပြီးရုံစင်းသွားတော့လေအဲပုံမြင်လေးကတော့ဒါပါပဲခင်ဗျ